ရွာငန်ဒေသပဝင်းကျင်းမှာနာမည်ကြီးကူများဖြစ်တဲ့ဗရာလင်ကူကဲ့သို့သောကူများရေတကွန်များစိန်ဆွမ်းများအများပြရှိပြီးလိလာဖော်ထုတ်ရန်လည်းများစွာကြံရှိနေပါသေးတယ်ရှင်။ဒါအပြင်မြို့ကြီးနှင့်ရွာငန်အကြားတည်ရှိတဲ့ရုံတောင်ရဲ့အရှိတ်မှာဂျပန်များစစ်ခွာစဉ်အခါကနေထိုင်သွားသောကူကြီးများလည်းရှိနေပါသေးတယ်။ ပြီးတော့စခန်းကြီးတောင်ပဝင်းကျင်မှာလဲဂူးများရှိပြီးအစိုးပါဂူးတွေတဲကဂူးတကူးကရှင်းမြမဘရင်တပါးနေထိုင်သွားခဲ့ပုံပေါ်ကြောင်းရကန်းစင်များပလင်များရှိသည်ကိုတွေ့ရှိခဲ့ရကြောင်းဒေသခံများကဆိုကြပါတယ်သဘာဝအတိုင်းကြမ်းရှိနေစေဖြစ်ပြီးဆက်လက်ရှာဖွေစူးစမ်းရန်လဲကြမ်းရှိနေသေးတဲ့ဒေတာကိုအပြိုးစင်ဒေတာလို့နိုင်ငံသားများကခေါ်ဝေါ်လေးရှိပြီးပုံမှန်လဲပက်ရန်နေရာများထက် ထိုကဲ့သို့တောတွင်ဆန်းသောဒေသကိုမှစွန့်စွန့်ဆားဆားလေပတ်သူများကအထူးတလဲစိတ်ဝင်စားလေရှိပါတယ်။မြန်မာနိုင်ငံအနှံပြားမှာရှိတဲ့ဘာချင်းလန်များအနက်မှတစ်ခုဖြစ်တဲ့ရွာငန်ဒေသရဲ့လိလာစူးစမ်းတင်သော နေရာများထဲမှာဒန်နာယီလိုလိုတကင်အဖြစ်ပြက်တွေလိုလိုနဲ့မိမရဲတောင်လဲပါပါတယ်။မိမရဲသခင်မတောင်လိုလဲဆိုကြပါတယ်။